မင်္ဂလာပါခင်ဗျာရှကုခိတ္တကနေဒီနေ့လည်းကဒရင်တွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာစစ်ဘေးကြောင့်ဒုက္ခရောက်နေရတဲ့မြန်မာပြည်သူတွေကိုနိုင်ငံတကာကမိတ်မထားကြဘူးနဲ့ပြစ်မထားကြဘူးကမ္ဘာနိုင်ငံတွေကမှဘာသာရေးအတင်ကြီးပုတ်ကိုအဖြစ်ရှိနေတဲ့ပုံရဟန်းမင်းကြီးလီယိုကိုတိုင်မြစ်တာရက်ခံလိုက်ပါတယ်အဲ့ဒီအစိုးရကိုဖြုတ်ချဖို့နဲ့ဆန္ဒသိမ်းမှုဆန္ဒပြပွဲတွေလုပ်ခဲ့တဲ့မဘာသာနဲ့အမျိုးသားရေးအစိုးရရှေ့နေအေးပိုင်ဆိုတဲ့သူက စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးမှာချက်ဖွတ်ပါတီရဲ့ရန်ကုန်တိုင်းအမျိုးသားလွတ်တော်ကိုယ်စားလှယ်နောက်အဖြစ်ရွေးကောက်ပွဲဝင်အောင်မယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းဒီသတင်းကိုတင်ဆက်ပေးပါမယ်ခုပြန်အောင်တိဆက်ပေးခြင်းတဲ့တင်ကတော့မြန်မာနိုင်ငံမှာစစ်ဘေးကြောင့်ဒုက္ခရောက်နေရတဲ့မြန်မာပြည်သူတွေကိုနိုင်ငံကကမိတ်မထားကြဘူးနဲ့ပြစ်မထားကြဘူးကမ္ဘာနိုင်ငံတွေကမှဘာသာရေးအထင်ကြီးပုဂ္ဂိုလ်အဖြစ်ရှိနေတဲ့ပုံရဟမင်းကြီးလီယိုကိုတိုင်မေတ္တာရက်ခံလိုက်ပါတယ်။ဒါကြောင့် နိုဝင်ဘာလ9ရက်နေ့ကပဲစင်ပီတာရင်ပြမှာပြုတ်လို့တဲ့ဘာသာရေးစုတောင်းပွဲမှာပုံရဟမ်းမင်းကြီးလီယိုကမြန်မာပြည်သူတွေအတွက်မြစ်တိုင်ရက်ခန့်မိန့်ကြားပြောဆိုသွားတာပါအဲ့ဒီမှာအဓိကပြောသွားတာကတော့လက်ရှိနိုင်ငံကအပိုင်းဝိုင်းအနေနဲ့မြန်မာနိုင်ငံကပြည်တွင်းစစ်နဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေကြောင့်အတိတ်တုန်းကရောက်နေရတဲ့မြန်မာနိုင်ငံသားတွေကိုမေ့မထားကြဖို့နဲ့ပြစ်မထားကြဖို့ပုံရဟမ်းမင်းကြီးလီယိုကိုယ်တိုင်ကမြစ်တိုင်ရက်ခန့်တိုက်တွန်းသွားတာပါဒါအပြင် မြန်မာနိုင်ငံကလက်နက်ကိုင်ပဋိပက္ခတွေအတင်းအကျပ်နေရာရွှေ့ပြောင်းခံရတာတွေနဲ့အခြေခံအရင်းမြစ်အလုံးချုပ်တက်မှုတွေကြောင့်ဆက်လက်ဒုက္ခခံစားနေရတဲ့မြန်မာပြည်သူတွေအတွက်ဘုံရဟန်းမင်းကြီးလီယိုကစိုးရင်ပူပန်နေတဲ့အကြောင်းကိုလည်းထုတ်ဖော်မင်ကြားသွားခဲ့ပါတယ်။အဲ့ဒီလိုကမ္ဘာနိုင်ငံတွေကြားမှာဘာသာရေးအထင်ကြီးပုဂ္ဂိုလ်အဖြစ်ရှိနေတဲ့ဘုံရဟန်းမင်းကြီးလီယိုကိုတိုင်မြန်မာနိုင်ငံအတွက်ဆူတောင်းပေးမှုနဲ့မေတ္တာရက်ခံတိုက်တွန်းပြောဆိုချက်တွေဟာလက်ရှိကမ္ဘာအဆိုးရွားဆုံးလူသားချင်းစာနာထောက်ထားမှုအချက်အသေးတွေတဲကတစ်ခုကို မြန်မာစစ်တပ်ကြောင့်မြန်မာနိုင်ငံသားတွေရင်ဆိုင်နေရတဲ့အချိန်ပေါ်ပေါက်လာတာဖြစ်ပြီးလက်ရှိမြန်မာနိုင်ငံမှာဒီမိုကရေစီနှိကြရွေးကောက်တင်မြောက်ခံထားရတဲ့အစိုးရကိုစစ်တပ်ကဖျောက်ချခဲ့တဲ့အာဏာသိမ်းမှုဖြစ်စဉ်၅နှစ်နီးပါးအကြာမှာပြည်တွင်းပဋိပက္ခတွေကြောင့်လူထောက်မောင်းများစွာတေဆုံးခဲ့ရပြီလည်းဖြစ်ပါလိမ့်ခင်ဗျတဖက်မှာတော့ NLD အစိုးရကိုဖျောက်ချဖို့နဲ့ဆက်အနာသိမ့်မှုဆန္ဒပြပွဲတွေလုပ်ခဲ့တဲ့မဘာသာနဲ့အမျိုးသားရေးအစိုးရရှေ့နေအေးပိုင်ဆိုသူက စစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲအတူကြီးမှာချက်ဖို့ပါတီရဲ့ရန်ကုန်တိုင်းအမျိုးသားလွတ်တော်ကုစရဲလောင်းအဖြစ်ရွေးကောက်ပွဲဝင်အောင်မှဖြစ်တယ်လို့သိရပါတယ်။ဒါကြတော့ရန်ကုန်မြို့တကုန်းမြို့တစ်တောင်ပိုင်းမြို့နယ်ရဲ့ချက်ဖို့ပါတီကနေတည်င်းထုတ်ပြန်ထားတာပါ။သူတို့ထုတ်ပြန်ထားချက်အရတော့လက်ရှိရန်ကုန်မြို့တကုန်းမြို့တစ်တောင်ပိုင်းမြို့နယ်မှာချက်ဖို့ပါတီကိုကုစားပြုမဲ့လွတ်တော်ကုစရဲလောင်း၄ဦးကိုယမန်နေ့ကပဲထုတ်ပြလာတာဖြစ်ပြီးအဲ့ဒီသူတွေထဲမှာအနေဒီအစိုးရကိုဖြုတ်ချဖို့နဲ့ဆန္ဒသိမ်းဖို့ဆန္ဒပြပွဲတွေလုပ်ခဲ့တဲ့ မမသားနဲ့အမျိုးသားရေးအစိုးရရှေ့နေအေးပိုင်ဆိုသူကဂျန်ဖို့ပါတီရဲ့ရန်ကုန်တိုင်းအမျိုးသားလွတ်တော်ကုစလေလောက်အဖြစ်ပါဝင်နေပြီးဂျန်တဲ့သူတွေကတော့ဂျန်ဖို့ပါတီရဲ့ဆန်ဆန်ထေဆိုသူဆိုယူနဲ့အောင်စော်ဥဆိုသူတို့ကလွတ်တော်ကုစလေလောက်တွေအဖြစ်ရှင်ပြိုင်မယ်ဆိုပြီးထုတ်ပြန်လာပြန်တာပါအဲ့ဒီမမသားနဲ့အမျိုးသားရေးအစိုးရရှေ့နေအေးပိုင်ဆိုသူကတော့အရဒီအစိုးရလက်ထက်မှာလွတ်တော်အမတ်ဟောင်းခင်ဝိုင်းကြီးနဲ့တွဲပြီးအရဒီအစံချင်းရင်းနဲ့စစ်တပ်ကိုအာဏာသိမ်းခိုင်းမှုအဓိကဥဆောင်လှုပ်ရှားခဲ့သူဖြစ်တယ်လို့ မမတာအစိုးရဖုံးကြီးဝီရတူရဲ့အမာခံထောက်ခံသူလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့2020ခုနှစ်ဇွန်လလအတွင်းကဆိုရင်အစိုးရချစ်သူဝေးရဲ့ဖခင်ဦးဇော်ဝင်းရေးဆွဲခဲ့တဲ့ပကြီကားတစ်ချက်နဲ့ပတ်သက်ပြီးတော့လေလူမှုကွန်ရက်ပေါ်ကနေချစ်သူဝေးနဲ့ဖခင်ဖြစ်သူတို့တင်ခဲ့တဲ့ post တွေကိုသာသနာညှို့နှံ့စေတယ်ဆိုပြီးမြန်မာနိုင်ငံလုံးဆိုင်ရာသာသနာယခိတအဖွဲ့ကိုကိုစားပြုတ်ပြီးတော့တရားဆွဲခဲ့တာလေအဲ့ဒီရှေ့နေအေးပိုင်ဆိုသူပဲဖြစ်ပါတယ်။ဒါအပြင်2018ခုနှစ် NLD အစိုးရလက်ထက် မဘာသားနဲ့အမျိုးသားရေးအစိုးရစာရေးဆရာမောင်သွေးချုံကိုနိုင်ငံတော်အကြီးအကျယ်ပြည်စင်မှုနဲ့ဖန်စီတရားဆွဲထောင်ချခဲ့ရမှာလေအဲ့ဒီရှေ့နေအေးပိုင်ဆိုသူကတရားခံရှေ့နေအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်ပြီးသူဟာလက်ရှိအချိန်ထိလည်းအစ္စလမ်စန့်ကျင်တဲ့မဘာသားနဲ့အမျိုးသားရေးအစိုးရအဖွဲ့တွေရဲ့အတိုင်ပင်ခံဖြစ်သလိုအဓိက NLD အစိုးရကိုဖျောက်ချဖို့ဆန္ဒပြပွဲတွေလုပ်ခဲ့ရုံနဲ့မကစစ်တကူအာဏာသိမ်းခိုင်းဖို့ဥဆောင်လှုပ်ရှားခဲ့သူဖြစ်ပြီးအခုလဲစစ်တကလုံမဲ့ရွေးကောက်ပွဲအတူကြီးမှာအဲ့ဒီရှေ့နေအေးပိုင်ဆိုသူက ကျင့်ဖို့ပါတီရဲ့ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်ကုစလင်လောင်းအဖြစ်ရွေးကောက်ပွဲဝင်မယ်ဆိုပြီးထုတ်ပြန်လာတာပဲဖြစ်ပါတယ်ခင်ဗျတဖက်မှာတော့စကိုင်းတိုင်းစတောင်းမြို့ကနေထွက်လာတဲ့အချက်ဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်မှုအတွေ့စစ်တပ်ဘက်က10ဦးဝင်းကျင်ကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်စစ်သားတွေကြံခဲ့တဲ့လက်နဲ့နှစ်လက်နဲ့ခဲယံတွေပါတင်းစီရရှိထားတယ်လို့ဗိုလ်ချိုင်းပီဒီအက်တပ်ဖွဲ့တာဝန်ရှိသူတို့ကရှင်းကုန်ခစ်တိကိုပြောပါတယ် ဒါကတော့အောက်တိုဘာလ20ရက်နေ့ကစပြီးစတောင်းမြို့ကနေထွက်လာတဲ့အချက်ဖတ်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကလမ်းမိုင်းတနည်းအားမှာကြပြတ်တက်ခတ်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခတ်မှုအတွေ့စစ်တပ်ဘက်က10ဦးဝင်းကျင်ကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားပြီးတဲ့နောက်သူတို့စစ်သားမသားအလောင်းနေတဲ့ဒဏ်ရာရတဲ့သူတွေကိုတဲပြီးပြန်ဆုတ်ပြေးသွားကြတယ်လို့ဆိုပါတယ်အဲ့ဒီလိုတိုက်ပွဲဖြစ်ပွားရနေရာကနေ ထွက်ပြေးသွားတဲ့စစ်သားတွေကြံခဲ့တယ်။တနက်နှစ်လက်နဲ့ခဲရင်အချုပ်ကပါတော်လိုင်းရဲတပ်တွေကတိမ့်စီရရှိခဲ့တယ်လို့ဗိုလ်ချိုင်း PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။လက်ရှိစကိုင်းတိုင်းကစတောင်မြို့နယ်ဘက်တွေမှာလည်းဒေါ်လိုင်းရဲတပ်တွေထိန်းချုပ်ထားတဲ့နယ်မြေတွေကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ခြင်းနေတဲ့အတွက်စစ်ကြောင်းထိုးတာတွေတွားတွားလုံနေပြီမယ်။သူတို့စစ်တပ်ဘက်ကသာအခုလိုဒေါ်လိုင်းရဲတပ်တွေရဲ့တံပြန်တက်ခိုက်ခြင်းမုံမှုကိုခံရတဲ့အခြေအနေတွေပဲကြုံတွေ့နေရတာဖြစ်တယ်လို့ဒေတာတွင်းသတင်းရှင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျ။ တစ်ဖက်မှာတော့မကွေးတိုင်းပေါင်းမြုံနယ်အတွင်းဝင်ရောက်နေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကနေထွက်ပြေးလာတဲ့စစ်သား၂ဦးကိုလက်နက်ခဲရနဲ့အတူတော်လှန်ရေးတပ်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့ပေါင်းမြုံနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒါကတော့အော်တိုဘာလ29ရက်နေ့ကစပြီးအကြမ်းဖက်စစ်တပ်ရဲ့ကပ္ပဆာ22ကနေထွက်လာတဲ့စစ်ကြောင်းဟာ ပေါင်းမြုံနယ်အတွက်ဂျင်းရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်စီးနှင်မှုတွေလုပ်နေတယ်ဆိုပါတယ်။အဲဒီစစ်တပ်စစ်ကြောင်းတဲကနေထွက်ပြေးလာတဲ့ခမရ၁၀၀ကိုတရင်ကစစ်သားတအုနဲ့ခမရ၄၁၉တရင်ကစစ်သားတအုတို့ကိုပေါင်းမြုံနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအရှင်ဖမ်းဆီးရမိခဲ့ပြီးသူတို့စီကနေ RPG တလက် MA4 တလက်နဲ့ KN ဂျီဇန်တွေကိုပါတင်းစီရရှိထားတယ်လို့ပေါင်းမြုံနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။အလားတူအော်တိုဘာလ၃၁ရက်နေ့ကလည်းချက်ကန်ရွာစတင်ကြောင်းကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်သားတွေတဲက ပြည်သူပိုင်းနေအိမ်တွေကိုဝင်ရောက်ပြီးကြက်ခိုးဖို့ပါလုပ်နေတဲ့စစ်သား၃ဦးကိုလည်းတော်လည်ရေးတပ်တွေကလက်နက်တွေနဲ့အတူအရှင်ဖမ်းဆီးရမိခဲ့ပါသေးတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းရာတော်မြို့ပေါ်ကအချက်ဖက်စစ်တပ်ရဲ့အမှတ်နှစ်ဂိတ်စခန်းကိုတော်လည်ရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွေ့စစ်သားအလုံးထွက်ပြေးသွားတဲ့အတွက်ခဲရန်အချုပ်ကိုပါတင်းစီရရှိထားတယ်လို့တပင်းမြို့နယ်ပကပတာဝန်ရှိသူတို့ကရန်ကုန်ခစ်တက်ကိုပြောပါတယ်ဒါကတော့နိုဝင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကမနေ့ပိုင်းမှာပဲ အရာတော်မျိုးပေါ်မှာရှိတဲ့အကြံဖတ်စစ်တပ်ရဲ့အမှတ်နှစ်ကိစ္စကံကိုဒေါ်လေးပူပေါင်းတပ်တွေကဝင်ရောက်တတ်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီအချိန်စစ်တပ်ခိတ်မှာရှိနေတဲ့စစ်သားတွေအားလုံးဟာသူတို့ကိစ္စကံကိုစွန်ပြီးထွက်ပြေးသွားကြတဲ့အတွက်ဒေါ်လန်ရေးတပ်တွေကကိစ္စကံကိုဝင်ရောက်ရှင်းနေတဲ့အချိန်ခဲရန်အချုပ်ကိုပါတင်းစီရရှိခဲ့တယ်လို့တပင်းမြို့နယ်ပကပတာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိအရာတော်မြို့နယ်မှာတော့ဒေါ်လန်ရေးတပ်တွေထိန်းချုပ်ထားတဲ့နေမြေနဲ့စစ်တပ်ကတပ်ဆွဲထားတဲ့နေရာတွေဆိုတာမျိုးနှစ်ဖက်ရှိနေပြီး စစ်တပ်ကလည်းဒေါ်လာရင်းတက်တွေရဲ့နယ်မြေတွေကိုပြန်လဲလိုချင်နေတဲ့အတွက်ရရင်ရတယ်လို့စစ်ကြောင်းထိုးတာတွေလုပ်နေရှိသလိုဒေါ်လာရင်းတက်တွေကလည်းစစ်တပ်တဆွဲထားတဲ့နေရာတွေကိုအခုလိုပဲတံပြန်တက်ခိုက်ချေမှုန့်မှုတွေအမြဲလိုလိုရှိနေတယ်လို့လည်းဒေတာတွင်းသတင်းအရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းဝက်လက်မြို့နယ်အတွက်စစ်ကြောင်းထိုးဝင်ရောက်လာပြန်တဲ့အချက်ပတ်စစ်တပ်ကဂျေးရွာငါရွာကိုဝင်ရောက်စီးနင်းပြီးမိရှုဖျက်ဆီးနေပြန်တယ်လို့ ဝက်လက် information network နဲ့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဒါကတော့နိုဝင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲဝက်လက်မြို့နယ်ရွာသားကြီးကျေးရွာကနေထွက်လာတဲ့အချက်ပစစ်တပ်စစ်ကြောဟာတမာကုန်းရွာတော်ကုန်းတတဦးနဲ့ထုံးပူကျေးရွာတွေကိုဝင်ရောက်စီးနင်းပြီးနေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့တယ်ဆိုပါတယ်အလားတူရွှေဘုံမြို့နယ်ကနေလာတဲ့အချက်ပစစ်တပ်စစ်ကြောဟာလည်းဆိုင်တိုင်းလက်ချေရွာကိုဝင်ရောက်ပြီးနေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့သလိုလက်ရှိမှာတော့အကျန်းဖတ်စစ်တပ်ရဲ့မိရှုဖျက်ဆီးမှုတွေကြောင့် အဲ့ဒီကြေးရွာငါးရွာမှာနေအိမ်တွေဘလောက်တောင်မီလောက်ပျက်စီးသွားပြီလဲဆိုတာ မသိရသေးဘူးလို့ Wallet Information Network နဲ့ဒေသခံပြည်သူတွေကရေကုတ်ကစ်တစ်ကိုပြောထားကြပါလိမ့်လောလောဆယ်တော့အဲ့ဒီကြေးရွာတွေကပြည်သူတွေအပြင်အနီးပတ်ဝန်းကျင်မှာရှိတဲ့ကြေးရွာနေပြည်သူတွေပါအကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းထုတ်မိရှုပျက်စီးမှုတွေကြောင့်ဘေးလူရာတွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့လေဒေသခံပြည်သူတွေကပြောထားကြပါသေးတယ်ခင်ဗျာအခုတစ်ခါဆက်ချင်တာကတော့ခရင်ပြည်နယ်မြောက်ရီမြို့နယ်က အချက်ဖစစ်တဲ့လက်အောက်ခံ BGF ထိန်းချုပ်ထားတဲ့ကြားဖြန့်ငွေလိန်ဂိုင်းတွေအခြေဆိုင်ရာ KK ဘက်ကိုစစ်တပ်ကဟန်ပြစီးနှီးမှုအပြီးအဲဒီမှာရှိတဲ့ကြားဖြန့်ငွေလိန်ဝန်ထမ်းတချို့ဟာသူတို့ရဲ့လွတ်မြောက်ခွင့်ထက်ဒေါ်လာ1400လစာကိုရွေးချယ်ပြီးကြားဖြန့်လုပ်ငန်းတွေမှာဆက်လက်လုပ်နေသူတွေရှိတယ်လို့အဲဒီကြားဖြန့်လုပ်ငန်းမှာရှိတဲ့အတွင်းလူတွေရဲ့အဆိုအရသိရပါတယ်ပြီးခဲ့တဲ့တလောကပဲမြန်မာနိုင်ငံရဲ့နာမည်ဇိုးနဲ့ကြော်ကြားတဲ့မြောက်ရီမြို့နယ်က အချက်ပစတလောက်ကဘီဂျီထိန်ချုပ်ထားတဲ့ကြပြန့်ငွေလိန်ဂိုင်းတွေအခြေဆိုင်ရာကေကေပတ်ကိုစစ်တကဟန်ပြစီးနှမှုအပြီးအဲ့ဒီနေရာတွေကနေထွက်ပြေးလာတဲ့ကြပြန့်ဝန်ထမ်းတွေဟာသူတို့ရဲ့လွတ်မြောက်မှုကိုမရွေးချယ်ပဲအနီးနားမှာရှိတဲ့တခြားကြပြန့်လုပ်ငန်းတွေမှာအလှည့်အမြန်ပြန်ပြီးအလုပ်ဝင်ဖို့ကြိုးစားခဲ့ကြတာကြောင့်ဝန်ထမ်းအပြိုင်ဆိုင်စုဆောင်းမှုတွေဖြစ်ခဲ့တယ်လို့လည်းကြွန့်ကျင်သူတွေနဲ့အတွင်းလူတွေရဲ့အဆိုအရသိရပါတယ်အဲ့ဒီကြပြန့် online လိမ့်လေလုပ်ငန်းတွေဟာအရှိတောင်အရှတခွင်မှာမှုလို့ပေါက်လာပြီး အချစ်ဇလန်တွေခရစ်ပတိုလိမ်လည်မှုတွေစတဲ့ပုံစံအစမ်းတွေနဲ့သူတို့ကိုတန်တရာမရှိနိုင်တဲ့တားကောင်တွေစီကနေနှစ်စင်ဒေါ်လာဘီလီယံချီစုပ်ယူနေတာဖြစ်ပါတယ်။အကဲခတ်တွေပြောတာကတော့ဝန်ထမ်းအများစုဟာလူကုန်ကူးခံရပြီးအဲ့ဒီငွေလိမ်အင်တာနက်လုံယုံနဲ့ရောက်လာကြတာဖြစ်ပေမဲ့တချို့လူတွေကတော့လာစာကောင်းကောင်းရဖို့အတွက်ကိုယ်သဘောနဲ့ကိုယ်ရောက်လာကြတာမျိုးလည်းရှိပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလနောက်ပိုင်းမှာမြန်မာနိုင်ငံကနာမည်ကြီးငွေလိမ်လုပ်ငန်း KK ပတ်ကိုဝင်ရောက်စီးနင်းလိုက်တဲ့အတွက် အဲ့ဒီကလူပေါင်း1500ကျော်ဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတာတွေရှိပြီမဲ့တစ်ဖက်မှာတော့အဲ့ဒီကကြားဖြတ်ဝင်တဲ့လူပေါင်းများစွာဟာမောင်ခိုဈေးွက်တဲ့အခွင့်ရေးအသစ်တွေရှာဖို့နောက်မှကြံနေကြပါလေလက်ရှိအဲ့ဒီ KK ပတ်နဲ့3ကီလိုမီတာလောက်ပဲကွာတဲ့အနီးအနားကအဆောက်အုံတစ်ခုမှဆိုရင်ကိုသဘောနဲ့ကိုကြားဖြတ်လို့သူတရဝင်တဲ့တယောက်ပြောထားချက်အရအော်တိုဘာလ23ရက်နေ့မှာပဲ KK ပတ်ကနေထွက်လာတဲ့လူပေါင်းယာနဲ့ချီပြီးသူတို့ခြံဝင်းထဲကိုရောက်လာကြတဲ့အကြောင်းနဲ့ အဲ့ဒီသူတွေဟာတလကိုအမေရိကန်ဒေါ်လာ1400အထိရနိုင်တဲ့လဇာတွေနဲ့ဆွဲဆောင်ခံထားရတယ်လို့ဆိုပါတယ်။လုံခြုံရေးအရအမီမဖော်လို့တဲ့အဲ့ဒီလူဟာ message ပို့တဲ့ app တစ်ခုကနေသူ့ရဲ့လက်ရှိတင်ရကိုမျှဝေပြခဲ့ပြီးသူဟာထိုင်းနိုင်ငံအနီးမြန်မာနိုင်ငံထဲမှာပဲရှိနေတာကိုလည်းတွေ့ရပါတယ်။အဲ့ဒီအတွက် KK ဘက်ကထွက်ပြေးသွားတဲ့ကြားဖြတ်ငွေလိမ်ဝန်ထမ်းတွေတင်မှာတချို့လူတွေဟာလိမ်လည်မှုကိုပဲဆက်လုပ်ဖို့အတွက်နေရအသစ်ရှာနေတာဖြစ်ပြီး သူတို့အတွက်ဒါကိုအလုပ်တစ်ခုလို့မြင်နေကြတာဖြစ်နေတယ်လို့လည်းအဲ့ဒီအတွင်းလူကသုံးသပ်ပြောဆိုထားပါသေးတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခေတ်ကနေဒီနေ့နေ့လည်းကသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ